အမိုရင်းရဲ့သူ့အပေါ်ဆက်ဆံတဲ့ပုံစံကိုအခုလိုဖွင့်ပြောလာခဲ့တဲ့ကာနာချိုမန်ယူနိုက်တက်ကနေပြီးတော့ချဲစီကိုနေရာဒီမှာပြောင်းရွှေ့သွားခဲ့တဲ့အာဂျင်တီးနားတောင်ပံကစားသမားအလက်ဇန်ဒိုကာနာချိုကမန်ယူမှာနေပြရူဘင်အမိုရင်းလောက်ကသူ့ရဲ့နောက်ဆုံးနေ့ရက်ဒီမှာခံစားခဲ့ရတဲ့အခြေအနေတွေကိုဖွင့်ရပြောကြားလိုက်ပါတယ်အသက်22နှစ်ရွယ်ကာနာချိုကချဲစီအတွက်ဘင်ဖီကာနဲ့ကစားခဲ့တဲ့ချန်ပီယံလိအုပ်စုအဆင့်ပွဲမှာပါဝင်ကစားခဲ့ပြီးတော့နေပြအောင်ဟိုဇင်းမော်ရီယိုရဲ့စတန်ဖို့ဘရစ်ကိုပြန်လာတဲ့ပွဲမှာချဲစီကဝမ်းစီးနဲ့နိုင်ရရှိခဲ့ပါတယ် ကရာဂျိုအခြေစည်းအတွက်ပေါင်တန်းလေးစင်တွေပြောင်းရွှေ့လာခဲ့ပြီးနောက်ဒီဘွေကသူ့ရဲ့စတုဒ္ဒမြောက်ပွဲထွက်ခွင့်ပဲဖြစ်ပါရီပွဲစဉ်တွင်းမှာဂိုးမသွင်းနိုင်ခဲ့ပေမယ့်အလားအလာအကောင်းတွေကိုပြသနိုင်ခဲ့ပါရီကနာချိုကပြီးခဲ့တဲ့မေလကတော်တီယန်ဟော့စ်ဘားကိုရှုံးနိမ့်ခဲ့တဲ့ယူရိုပါလိဖိုင်နယ်ပြီးမှာနေပြရိုဘီယန်မိုရီရဲ့မျက်နှာသာပေးမှုကနေဂိမ်းဝင်သွားခဲ့ရပဲဖြစ်ပါရီအဲ့လိုမျိုးအရေးကြီးတဲ့ဖိုင်နယ်ပွဲစဉ်မှာအရန်ကုန်မှာထိုင်ခဲ့ရတဲ့အတွက်သူကအရောက်တော်သားထွက်ခဲ့ပြီးတော့ပွဲပြီးအင်တာဗျူးတစ်ခုမှာသူ့ရဲ့ခံစားချက်ကိုရှင်းလင်းပြောကြားခဲ့ပါရီ ဖိုင်နယ်ပွဲစဉ်အထိအသင်းကိုကူညီနဲ့အစင်တိုင်းကစားခဲ့ရပြီးဒီနေ့မှာတော့မိနစ်20ပဲကစားရတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်မသိတော့ပါဘူးလို့ဂါနာချိုကအဲ့ဒီအချိန်ကပြောကြားခဲ့ပါတယ်။နောက်ပိုင်းမှာမိုရင်းကဂါနာချိုကိုအသင်းအစ်ရှာဖွေဖို့ပြောကြားခဲ့ပြီးနောက်ဂျီရန်ဆန်ချိုမာဂရက်ရက်ဘိုအန်တိုနီနဲ့တရက်မာလာစီယာရိုနဲ့တူတူကလပ်ကသတ်မှတ်ထားတဲ့ဘုံစကွတ်ထဲမှာပါဝင်လာခဲ့ပါတယ်။ပြီးခဲ့တဲ့အင်္ဂါနေ့က DND Sport နဲ့တွေ့ဆုံမေးမြန်းမှုမှာဂါနာချိုကမိုင်မာသွေးရဲ့နောက်ဆုံးနေ့ရက်တွေအကြောင်းကိုပုံမှန်လေးလေးပြောကြားခဲ့ပါတယ်။အဲ့ဒီအချိန်ကခက်ခဲတဲ့အခိုက်အတန့်တစ်ခုပါ။ ကျွန်တော်တို့ရောက်တဲ့၄ချိန်နေခဲ့ရတယ်လို့အာဂျင်တီးနားလက်ဝေးစင်ကဆိုပါရီဒါမဲ့ဘဝရဲ့အဆိုးရွားဆုံးအခိုက်အတန့်တစ်ခုပါပဲဒါမဲ့အခုချိန်မှာတော့ဒီကိုရောက်နေပြီးတော့အချိန်မြန်လိလိုမျိုးပြိုင်ပွဲမျိုးမှာကစားခွင့်ရလို့အရန်ကိုပျော်ရွှင်ပါရီလို့ကာနာချိုကပြောကြားခဲ့ပါရီဂျေဂျီကိုပြောင်းရွှေ့လာပြီးတော့ချန်ပီယံလိကစားခွင့်ရတာကမန်ယူကပြဿနာတွေအတွက်ထိုက်တန်ရည်လားလို့မေးမြန်းတဲ့အခါမှာကာနာချိုကဟုတ်ပါရီထိုက်တန်ပါရီလို့ဖြေကြားခဲ့ပြီးတော့ကျွန်တော်ငယ်တုန်းကချန်ပီယံလိညတွေမှာကစားဖို့အတွက်အိမ်မက်ခဲ့ကြတာပါအခုအဲ့ဒီကိုရောက်နေပါပြီလို့စိတ်လှုပ်ရှားစွာပြောဆိုခဲ့ပါရီ ဂျေဇီယာလာမယ့်စနေနေ့မှာပရီးမီးယားလိပြန်လည်စတင်တဲ့အခါလဘာဘူးသင်းနဲ့ရှင်ပြန်ရမှာပဲဖြစ်ပါရည်။